ကိုညိုကကျွန်တော်ဘယ်လောက်သေးဆောင်နိုင်လဲဆိုတော့သူကောင်းကောင်းသိပါတယ်ဘယ်လောက်ညှစ်ထုတ်လို့ရလဲဆိုတော့သူသိပါတယ်ဒါကျွန်တော်တို့ရဲ့ပထမပထမခြေလန်းလေးပါပြန်ပြီးတော့ဗောနော်ရိုက်ဖြစ်တဲ့ဆိုတော့နောက်နောက်များမှလည်းဒီတက်ပို့ပြီးတော့ဆေးလို့ရှားစရာကောင်းတဲ့ဇလန်းလေးနဲ့ကျွန်တော်ထပ်ပြီးစူးစမ်းသွားအောင်ပါဗျာอืมဒီမှာသေးဆောင်ပါတယ်သေးဆောင်အစ်လေးလည်းစူးစမ်းအထောက်ထားရလေဆိုတော့သူတို့အတွက်လည်းဒီကားလေးကအပြောင်းလဲလေးတစ်ခုဖြစ်မယ်လို့မြင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကြရဈေးရုံမှာအကောင်းဆုံးဖြစ်အောင်အမားနေအောင်စူးစမ်းထားပါတယ်ဗျာကျွန်တော် ဒီလိုတဲကားပေါ့နော်တဲထရီလာကားလေးကြီးရိုက်ဖြစ်ပါတယ်ဒါပေမဲ့ရိုက်ဖြစ်တယ်ဆိုဒီကားလေးကထူးကြပါတယ်ထူးကြရဲဆိုတော့ပေးခြင်းနဲ့ message ရှိတယ်ကိုညိုပေးခြင်းနဲ့ message လေးကိုထင်းထင်းရှားရှားလေးတသိန်းသိန်းနဲ့တွေးပြီးတော့တသိန်းသိန်းနဲ့ကြောက်အောင်ရိုက်ထားတဲ့ကားလေးဖြစ်တဲ့အတွက်ရင်ခုန်ပါတယ်ကျွန်တော်အပြင်ဒီမှာပါဝင်ပြီးတော့မှပထမဆုံးတေးဥဆောင်တဲ့တေးဆောင်အစ်စ်လေးအတွက်လည်းရင်ခုန်ပြီးပါတယ်ပါတော့သူကမနမ3ယောက်ဆိုတော့ဒီညီမလေးကတော့သူသူ့ character လေးကိုသူအယူရှင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးသူတေးဥဆောင်တာရှာပါတယ်သူမလုပ်တတ်တာကြီးလဲသူကိုမလင်းလင်းကိုညို့မေးရကျွန်တော်မေးရလည်းရှိပါတယ်ကျွန်တော်ဘက်ကတော့ တေယုဆောင်အစ်စ်တယောက်အနေနဲ့ဒီဇာကားမှာသူတာဝန်ကြီးပါတယ်ဒါပေမဲ့ဒါပေမဲ့လူတိုင်းတော့အဟုတ်မယ်မထင်ဘူးဗျတေယုဆောင်နဲ့ဆန်စ်ကတသက်ပါလာတဲ့လူရှိရယ်သင်မင်းတက်သွားတဲ့လူရှိရယ်လုံးဝစိတ်ဝင်စားတဲ့လူရှိရယ်ဆိုတော့ဒါစိတ်ဝင်စားတဲ့လူကတော့ခုနကကိုညိုပြောသလိုပေါ့ပြောလိုက်တဲ့ခါမှာချက်ချင်းနားလေတာဖြစ်မှာပေါ့ဟုတ်ပြောမယ်ဆိုတာကိုညိုနဲ့ကျွန်တော်ရဲ့ပြန်ဆုံးတဲ့ပထမအခြေလမ်းလို့ပဲပြောချင်ပါတယ်ကိုညိုရဲ့ပြန်ဆုံးတဲ့ပထမအခြေလမ်းလို့ပဲပြောချင်ပါတယ်နောက်ပိုင်းကျွန်တော်ထပ်ပြီးတော့လေ project တွေ ကောင်းကောင်းဆက်ပြီးတော့တေးဥဆောင်ပြီးတော့လုတ်သွားဖို့ရည်စူးထားပါတယ်လက်ရှိပါတယ်ဆိုတော့ကြိုးစားအောင်ပါကိုညိုနဲ့ကအခုလိုပြန်ပြီးတော့ဆုံခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်နောက်ကျွန်တော်ကျွန်တော်စိတ်ကိုလည်းသူသိသလိုသူစိတ်ကိုလည်းကျွန်တော်သိသိပါတယ်ဆိုတော့ကျွန်တော်တို့တွေအခုလိုကြိုးစားခွင့်ရတဲ့အတွက်ခုနပြောသလိုတကယ်ဝမ်းသာပါတယ်ဗျကိုညိုကကျွန်တော်ဘယ်လောက်တေးဥဆောင်နိုင်လဲဆိုတော့သူကောင်းကောင်းသိပါတယ်ဘယ်လောက်ညှစ်ထုတ်လို့ရလဲဆိုတော့သူသိပါတယ်ဒါကျွန်တော်တို့ရဲ့ပထမပထမခြေလန်းလေးပါပြန်ပြီးတော့ပေါ့နော်ရိုက်ဖြစ်တဲ့ဆိုတော့နောက်နောက်များမှလည်းဒီတက်ပို့ပြီးတော့ဆေးလုံရှားစရာကောင်းတဲ့ဇလန်းလေးတွေနဲ့ကျွန်တော်ထပ်ပြီးစူးစမ်းသွားအောင်ပါဗျာ ။ဒီမှာရုပ်ရှင်ရဲ့မျိုးစားကတော့ဒီတေကာအဲ horror trailer drama ပေါ့နော်။အဲ့ဒါကိုကြိုက်တဲ့ပရိသတ်တွေတော့ကတော့อืมစိတ်ကျဉ်နှမှုရမယ်ကားလေးဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ drama တွေပဲကြိုက်တာတော့ဟာတကားတွေပဲကြိုက်တဲ့ပရိသတ်တော့ကတော့ပြောဖို့ခက်ပါလိမ့်မယ်။ဆိုတော့အဲခုညပရိသတ်တွေတေကာကြိုက်တဲ့ fan တွေကတော့ဒီကားလေးကိုစစ်စစ်တွေးပြီးတော့ကြိုက်ကြပါလိမ့်မယ်။อืมဒီမှာတင်းဆောင်ပါတယ်တင်းဆောင်အစ်လေးလည်းစူးစမ်းအားထုတ်ကြရလေဆိုတော့သူတို့အတွက်လည်းဒီကားလေးကအပြောင်းလဲလေးတစ်ခုဖြစ်မယ်လို့မြင်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ကြားရဇေယုံမှာအကောင်းဆုံးဖြစ်အောင် အမားနဲ့အောင်ကြိုးစားထားပါတယ်ဗျ။ဒါပေါ့မြင်ရတဲ့အရာနဲ့မမြင်ရတဲ့အရာမှာတကယ်တမ်းကတော့မြင်ရတဲ့အရာတွေကပိုကြောက်ဖို့ကောင်းတာပေါ့နော်။ဟုတ်ဆိုအခုချက်ချင်းလက်ငင်းဟုတ်တော်မဟုတ်တော်လုံနိုင်တဲ့အရာတွေဖြစ်နေလို့ပါဆိုတော့ဒါကတော့တယောက်နဲ့တယောက်ကတော့ခံယူချက်ချင်းတော့တူမယ်မထင်ပါဘူး။ရေဘူးကအရင်ပြောရင်တော့မြင်ရတဲ့အရာတွေကပိုကြောက်ဖို့ကောင်းပါတယ်။ ျွန်တော်မှတ်မထားပါဘူးသူတို့ပါပဲတင်ငန်းစာပါပဲအဲ့လိုဂျုံခဲ့ရတဲ့ဟာရယ်ဆိုရင်ဂျုံခဲ့လားဆိုရင်အင်းဂျုံတော့ဂျုံမှုတွေလောက်ပဲကျွန်တော်တွေးပါတယ်အဲ့လိုကြီးကျွန်တော်ကအဲ့လိုမျိုးဟာဟိုလုံးကတော့ဟိုလားတော့ဒီဟာဖြစ်လို့ဒီဟာဖြစ်လို့ဆိုတော့မတွေးတဲ့အတွက်အဲကြောက်စရာဆိုရင်တင်ငန်းစာအနေနဲ့ပဲဖြတ်သန်းပါတယ်ဗျအဲကိုညိုကတော့သူကမှသူလိုအပ်တဲ့ကတ်ချင်ကိုသူအကောင်းဆုံးရွေးထားတာပေါ့နော်ဆိုတော့ကျွန်တော်ဘက်ကလည်းကိုညိုလိုအပ်တဲ့ကတ်ချင်မှာတည်ဥဆောင်တော့အကောင်းဆုံးဖြစ်အောင်ပဲကြိုးစားပြီးတည်ဥဆောင်တာပါတယ်ဗျအဲဒီရုပ်ရှင်နဲ့ပဲအဲလက်ပတ်ပြီးတော့မှကြိုးစားနေအောင်ပဲလိုအပ်တဲ့နေရာတွေမှာလိုအပ်သလို ကူရာညီယာကြီးလုတ်ပြီးတော့ကျွန်တော်ရှေ့ဆက်နေအောင်မယ်လို့ပြောလိုပါတယ်ဗျ။